မင်္ဂလာပါ11ရုပ်တန်ရဲ့မတ်လ24ရက်နေ့ညပိုင်းသတင်းတွေကိုတိုက်ရိုက်ထုတ်လွှင့်တင်ဆက်ပေးပါတော့မယ်အခုတင်ဆက်ပေးမယ့်သတင်းတွေကတော့ကရင်ပြည်နယ်ဖမ်းအမျိုးအနီးရခိုင်ပြည်တောင်တွင်တော်မီလောင်မှုဖြစ်ပွားဆိုတဲ့သတင်းထိုင်းမြန်မာနယ်စပ်တောင်ရင်မြစ်ကိုဖျက်ချော်တရားမဝင်ဂိမ်းများမှကုန်တွင်ရဲများဖျက်တမ်းတော်လောက်ခဲ့မပြုရန်ထိုင်းအစိုးရထုတ်ပြန်ဆိုတဲ့သတင်းပြည်ရင်းလုံခြုံရေးအကြီးအကဲအားထုတ်ပယ်မိကိစ္စကိုအစ္စရေးတရားရုံးချုပ်ဆိုင်းငံ့ဆိုတဲ့တဲ့ ဂါဇာတောင်ပိုင်းမှာအစ္စရေးလီလေကြောင်းတိုက်ခိုက်မှုကြောင့်ဟားမတ်နိုင်ငံရေးခေါင်းဆောင်တိတ်ဆုံးဆိုတဲ့တဲ့ဟိုစင်မန်ဟာငွေစားအပြင်ဂါဇာသမားလိုက်ပေးကမ်းကမ်းလှမ်းရန်ဂျူပင်တဲ့အသင်းပြင်ဆင်ဆိုတဲ့တဲ့အစရှိသတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အဥဆုံးသတင်းတစ်ပုဒ်အနေနဲ့ကရင်ပြည်နယ်ဖမ်းမြို့အနီးရခိုင်ပြည်တော်မှာတော်မီလောင်မှုဖြစ်ပွားဆိုတဲ့တင်ကိုတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်ဖမ်းမြို့မြို့နယ်မှာရှိတဲ့ရခိုင်ပြည်တော်အနောက်ဘက်ခြမ်းမှာ မတ်လ23ရက်ည9နာရီခန့်ကတော်မီတွေလောင်ကျန်းခဲ့တယ်လို့ဒေသခံတွေထံကသိရပါဗျ။ဇွဲကမေတောင်းအနောက်ဘက်အချမ်းတောင်ဆောင်တက်လျှောက်ပူပြင်းခြောက်သွေ့ပြီးအပူလွန်ကဲကတော်မီတွေလောင်နေကြောင်းဒေသခံတွေကသတင်းပို့တဲ့အတွက်ဖန်မြွနယ်မိသက်ဦးစည်းဌာနကမိငိမ့်တရင်၂စီရေတရင်၃စီတာဝန်ရှိသူတွေနဲ့ကျွရသူကျွရသားတွေကစောင့်ကြပ်ပြီးအချိန်မီမိငိမ့်တနိုင်ရေးဆောင်ရွက်လျက်ရှိရလို့သိရပါတယ်ပူပြင်းခြောက်သွေ့တဲ့အခုလိုရသည့်ဥတုမှာဇွဲကမေတောင်းဟာ နှစ်စဉ်တော်မီလောင်ကျွမ်းလေးရှိပေမဲ့လေအခုတစ်ကြိမ်ဟာမီးပုံမိုးများကြောင်းမီးငယ်တဲ့ရင်မှာပါဝင်တဲ့ရွာသားတအုပ်ကပြောပါရယ်ဆွဲကမေတောင်ဟာမြန်မာနိုင်ငံကရင်ပြည်နယ်မှာတည်ရှိပြီးကရင်ပြည်နယ်ရဲ့အမှတ်အသားတစ်ခုဖြစ်ကပင်လယ်ရင်မျက်နှာပြင်အထက်2382ပေမြင့်ပြီးဖမ်မျိုးရဲ့တောင်ဘက်9မိုင်ခန့်အကွာခလောင်းတို့ကျေးရွာအနီးမှာတည်ရှိပါရယ်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ထိုင်းမြန်မာနယ်စပ်တောင်ရင်မြစ်ဖြတ်ကျော်တရားမဝင်ကိမ်များမှာ ကုန်တင်ရင်များဖြတ်တန်းသွားလာခွင့်မပြုရန်ထိုင်းဆိုရထုတ်ပြန်ဆွဲတဲ့ရင်ကိုတင်ဆက်ပေးပါမယ်။ထိုင်းမြန်မာနယ်စပ်တောင်းရင်မြစ်ဖြတ်ကျော်တရားမဝင်ဂိတ်တွေကနေကုန်တင်ရင်တွေဖြတ်တန်းသွားလာခွင့်မပြုဖို့အကောက်ခွန်အဥပဒေ BE 2560ပုံမှန်86အပိုက်2အရမတ်လ22ရက်နေ့မှာထိုင်းဆိုရကထုတ်ပြန်ခဲ့တယ်လို့သိရပါဗျ။ ဒီလိုထုတ်ပြန်တာဟာမလ22ရက်ကနခွန်ဆောင်ဝင်ခရိုင်မှာဖမ်းဆီးရမိတဲ့မူရင်ဇေဝရီနဲ့ဆက်ဆံနေပြီးအဆိုပါကွန်တိန်နာကုန်ကားဟာနေဆက်မဲဆောင်မြို့ကနေထိုင်းနိုင်ငံအတွင်းပိုင်းကိုမူရင်ဇေဝအမြောက်များတဲဆောင်လာတာဖြစ်တယ်လို့ဆိုပါတယ်။နေဆက်ပြတ်တမ်းသွားလာမှုကို ခွင့်ပြုထားတဲ့လမ်းကြောင်းတွေကလွဲပြီးတခြားလမ်းကြောင်းတွေကနေတဆင့်နေဆက်ဖြတ်ကျော်ပို့ဆောင်တဲ့ကုန်ပစ္စည်းတွေနဲ့ကုန်ပစ္စည်းတွေတင်သွင်းတင်ပို့ခြင်းမပြုဖို့အကောက်ခွန် LBE 2560ပုံမှန်86အပိုင်းနှစ်အရလူနဲ့ရင်းတွေကိုကုန်စီကူးတန်းသွားလာခြင်းမရှိစေဖို့တင်းတင်းကြပ်ကြပ်တားမြစ်စာထုတ်ပြန်လိုက်တာဖြစ်တယ်လို့သိရပါတယ်။ မြရီမဲဆောက်ကုန်စည်ကုတန်းသွားလာရမှာကန့်သက်တားမြစ်ထားတဲ့တဘာဝကိတ်ကလွဲပြီးတခြားကိတ်တွေကလည်းသွားလာခွင့်ပြုထားတယ်လို့နှစ်နိုင်ငံချစ်ကြည်ရေးတရအမှတ်နှစ်ကနေလည်းကုန်စည်ပို့ဆောင်ရေးလုပ်ငန်းကိုပုံမှန်ခွင့်ပြုထားတယ်လို့သိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ပြည်တွင်းလုံခြုံရေးအကြီးအကဲအားထုတ်ပြန်မိကိစ္စကိုအစ္စရေးတရားရုံးချုပ်ဆိုင်းငံ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြည်တွင်းလုံခြုံရေးအေဂျင်စီရှင်းဘတ်ကိုဦးဆောင်နေတဲ့ ရိုနင်းဘားကိုယာရုကနေထုတ်ပယ်ဖို့အစ္စရေးစိုးရွားတပ်ဖွဲ့ကသဘောတူဆုံးဖြတ်လိုက်ပေမဲ့လည်းဒီကိစ္စကိုဆိုင်းငံ့ထားဖို့အစ္စရေးတရားရုံးချုပ်ကစီရင်ချက်ချမှတ်ထားပါတယ်အချင်းကြလာရာနဲ့အမျှရိုနင်ဘာအပေါ်ယုံကြည်မှုပြပြလာတဲ့ဆိုတဲ့အကြောင်းပြချက်နဲ့၎င်းကိုဖြုတ်ပစ်ဖို့ကြိုးပမ်းမယ်လို့နေတန်ယာဟုကမလ16ရက်မှာကြေညာလိုက်ပြီးကတည်းကကန့်ကွက်စန့်ကျင်မှုတွေရှိနေခဲ့ပြီးမလ21ရက်မှာတရားရုံးချုပ်ကဆိုင်းငံ့မိတ်ချလိုက်တာဖြစ်ပါတယ်။ ၎င်းမိတ်ကနောက်ထပ်ကြားနာမှုမပြုလုပ်မီအထိအကျုံးဝင်နေမှာဖြစ်ပြီးဧပြီလ၈ရက်ထက်တော့ကြော်မှာမဟုတ်ဘူးလို့သိရပါတယ်။ Running Bar ကလူလူရဲ့အကျိုးစီးပွားနဲ့ဆန့်ကျင်ပြီးပုံကိုရေးအရာသစ္စာရှိမှုကိုနေတန်ယာဟုကမျှော်လင့်နေတဲ့အပေါ်ဝေဖန်ခဲ့ပြီး၎င်းရဲ့ယာရုတာဝန်နဲ့ပတ်သက်ပြီးမြေသီးဥပဒေအစုံဖြတ်မဆိုလိုက်နာမယ်လို့ပြောဆိုထားပြီးဖြစ်ပါတယ်။ဝန်ကြီးချုပ်ယုံကတော့ဧပြီလ၈ရက်မှာ Running Bar ယာရုကနေဆင်းလိမ့်မယ်လို့ထုတ်ပြန်ထားပါတယ်။ Israeli Media အဆိုအရ အစိုးရကရှင်ဘတ်ခေါင်းဆောင်ကိုဖယ်ရှားမှုဟာအစ္စရေးသမိုင်းမှာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ရှင်ဘတ်ဟာပါလက်စတိုင်းစစ်သွေးကြောအဖွဲ့ဟာမတ်စ်ကိုစောင့်ကြည့်ရေးတာဝန်ယူထားတဲ့အဖွဲ့အစည်းလေးဖြစ်ပြီး2023ခုနှစ်အောက်တိုဘာ9ရက်တိုက်ခိုက်မှုဖြစ်ခဲ့ရတာဟာအေဂျင်စီရဲ့ပုံရုံးမှုတွေအပြင်နေတန်ယာဟုအစိုးရရဲ့ policy တွေလိုအပ်ချက်ရှိခဲ့တာကြောင့်လို့ထောက်ပြခဲ့ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ဂါဇာတောင်ပိုင်းတွင်အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် ာမတ်နိုင်ငံရေးခေါင်းဆောင်တေဆုံးဆွေးနွေးခြင်းကိုတင်ဆက်ပေးပါမယ်။ဂါဇာတောင်ပိုင်းခန်းယူနေမြို့ဒေသခံတွေက အစ္စရေးရဲ့စစ်ရေးလှုပ်ရှားမှုတွေမြင့်တက်နေကြောင်းပြောကြားနေချိန်အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ဟာမတ်နိုင်ငံရေးခေါင်းဆောင်ဆာလာအေဘာဒါဝီတေဆုံးခဲ့တယ်လို့သိရပါဗျာ။ အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ဟာမတ်စ်နိုင်ငံရဲ့အဖွဲ့ရဲ့အဖွဲ့ဝင်တအုပ်ဖြစ်တဲ့ဘာဒါဝီနဲ့၎င်းရဲ့ဇနီးဖြစ်သူတို့သေဆုံးခဲ့ကြောင်းဟာမတ်စ်လိုလာတဲ့မီဒီယာတစ်ခုကမလ23ရက်ကဖော်ပြထားပါတယ်။အစ္စရေးတာဝန်ရှိသူတွေကချက်ချင်းမှတ်ချက်ပြုပြောကြားထားခြင်းမရှိတာဖြစ်ပါတယ်။ဟာမတ်စ်ခေါင်းဆောင်ပိုင်းရဲ့မီဒီယာအကြံပေးတဟာအဲနူနူကဘာဒါဝီရဲ့သေဆုံးမှုနဲ့ပတ်သက်ပြီးစိတ်မကောင်းဖြစ်မိကြောင်း၎င်းရဲ့လူမှုမီဒီယာ Facebook မှာရေးသားထားပါတယ်။ နှစ်လကြာတော်တန်တည်ငြိမ်ခဲ့ပြီးတဲ့နောက်အစ္စရေးဟာအပြစ်ခတ်ရေးစေးရေးကိုဆွန့်လွတ်ခဲ့ပြီးမလ၁၈ရက်ကစတင်ပြီးလေကြောင်းနဲ့မြေပြင်ထိုးစစ်ဆင်မှုတွေကိုလှုပ်ဆောင်ခဲ့ပြီးတဲ့နောက်ဂါဇာဒေသခံတွေဟာဘေးလွတ်ရာကိုပြန်လည်ပြောင်းရွှေ့ခဲ့ကြပါတယ်။မလ၂၃ရက်အစောပိုင်းမှာဂါဇာမြောက်ပိုင်းအလယ်ပိုင်းနဲ့တောင်ပိုင်းတို့မှာပောက်ကွဲသံတွေကြားခဲ့ရပြီး အစ္စရေးလေယာဉ်တွေဟာအဲ့နေရာတွေမှာရှိတဲ့ပြတ်မှတ်အများအပြားကို လေကြောင်းတိုက်ခိုက်မှုတွေလှုပ်ဆောင်ခဲ့ပါတယ်။မလ23ရက်ကရာဖာနဲ့ခဲယူနစ်မြို့တွေမှာအစ္စရေးကလေကြောင်းတိုက်ခိုက်မှုကြောင့်ပါလက်စတိုင်း18ဦးထပ်မံနဲ့တည်ဆုံခဲ့တယ်လို့ကျန်းမာရေးအာဏာပိုင်တွေကဆိုပါတယ်။ Hamas လိုလာတဲ့မီဒီယာရဲ့ထုတ်ပြန်ချက်အရခဲယူနစ်မှာရှိတဲ့ယာယီခေါလုံတဲ့နေရာတနေရာကို အစ္စရေးကဒုံးကျည်နဲ့ပြစ်ခတ်ခဲ့ချိန်မှာဘာဒါဝီနဲ့၎င်းရဲ့ဇနီးတို့ဝေပြူနေခြင်းဖြစ်ပြီးအစ္စရေးရဲ့လက်ချက်ကြောင့်တေဆုံးခဲ့တာဖြစ်ကြောင်းပြောပါရယ်ဘာဒါဝီနဲ့အာဇာနီတွေရဲ့သွေးတွေကလွတ်မြောက်ရေးနဲ့လွတ်လပ်ရေးရဲ့တိုက်ပွဲအတွက်တုံအားတစ်ခုအဖြစ်ရှိနေမှာပါရာဇဝတ်သားရန်သူတွေကကျွန်တော်ရဲ့ခိုင်မာတဲ့ဆုံးဖြတ်ချက်နဲ့ဆန္ဒကိုချိုးဖျက်နိုင်မှာမဟုတ်ပါဘူးလို့ဟာမက်စ်အဖွဲ့ကထုတ်ပြန်ထားပါရယ်နောက်ဆုံးအာဇာနီတဲ့ပုံအနေနဲ့အိုစီမန်ကငွေသားအပြင်ကစားသမားအလိုက်ပေးကမ်းလမ်းရန် ဒူဘင်တက်စီသင်းစီစဉ်ဆိုတဲ့တင်းကိုကျွန်ဆက်ပေးပါမယ်။ဒူဘင်တက်အသင်းဟာဂါလာစီအသင်းမှအငှားသွားရောက်ကစားနေတဲ့နာပိုလီတိုက်စစ်မှုအိုစင်မန်ကိုငွေသားအပြင်ကစားသမားလိုက်ပေးကမ်းလှမ်းမှုစီစဉ်နေတယ်လို့သိရပါဗျ။ ဂျူဝင်တက်စ်အသင်းဟာအသင်းနဲ့စာချုပ်သက်တမ်းတိုးဖို့အဆင်မပြေတဲ့အပြင်ခြေစွမ်းပြနိုင်မှုရုံးကန်နေရတဲ့အသင်းတိုက်စင်မိုဘလာဟိုဘစ်ကိုလာမင်းတွေမှရောင်းထုတ်ပြီးသူ့ရဲ့နေရာမှာအိုစင်မန်ကိုအစားထိုးခေါ်ယူဖို့ဆန္ဒရှိနေတယ်လို့သိရပါဗျ။တူတူစပေါ့ရဲ့ဖော်ပြချက်အရဂျူဝင်တက်စ်အသင်းဟာအိုစင်မန်ကိုခေါ်ယူဖို့အတွက်ငွေသားအပြင်အသင်းနောက်ခံကစားသမားကတ်တီကိုပါအလိုက်ပေးဖို့စီစဉ်နေတယ်လို့သိရပါဗျ။ ။အိုဇင်မန်ဟာနာပိုလီအသင်းနဲ့2026ခုနှစ်အထိစာချုပ်သက်တမ်းရှိနေပြီးလာမယ့်နှစ်ရာသီမှာ၎င်းရဲ့စာချုပ်ရော်ကျေပေါင်85တန်းကိုရောကျသွားမှာဖြစ်ကြောင်း အီတလီမီဒီယာတွေကဖော်ပြနေကြပါတယ်။နာပိုလီအသင်းဟာအသင်းရဲ့စာချုပ်သက်တမ်းတစ်နှစ်ကျော်သာကျန်ရှိရတဲ့အိုစင်မန်ကိုလာမယ့်နှွေမှာရောင်းထုတ်မှာဖြစ်ပြီးဂျူဗင်တက်စ်အသင်းကငွေသားအပြင်ကစားသမားပါအလိုက်ပေးကမ်းလှမ်းမှုစီစဉ်နေတာဖြစ်ပါတယ်။အိုစင်မန်ဟာအခုရသည်မှာအငှားသွားရောက်ကစားနေတဲ့ဂလာတာဆာရီအသင်းမှာပြိုင်ပွဲစုံပွဲ30မှာ26ဂိုးအထိသွင်းယူထားပြီး၎င်းကိုခေါ်ယူဖို့ချက်စီးအပောင်ဝင်ဥရောပထိပ်တန်းအသင်းများစွာကစိတ်ဝင်စားနေရလို့သိရပါတယ်။ကလေးပင်ရုပ်တံရဲ့ မတ်လ24ရက်နေ့ညပိုင်းသတင်းတွေကိုတိုက်ရိုက်ထုတ်လွှင့်တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ကြည့်ရှုနားဆင်ပေးကြရတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ။